အထက်မြေတိုက်ခိုင်းတစ်ခုမှာရပောင်းများစွာကြောင်ပိတ်မိနေခဲ့ပြီးခက်ခက်ခဲခဲဖောက်ထွက်နိုင်ခဲ့တဲ့ကောင်လေးဇလန်ရဲ့ဆမှာတော့ရှူရာကအိန္ဒိယမုံမိုင်းမျိုးမှာနေထိုင်တဲ့ကောဆန္ဒကဝန်ထမ်းတယောက်ဖြစ်ပြီးတော့သူရဲ့လုပ်ဖော်ကံပဲနူတွေကိုချိန်ကြကြီးတိတ်ကိုချိန်ပိုးလာတာလည်းဖြစ်ပါတယ်တင်းမှာတော့သူကဖွင့်ပြောဖို့အတွက်တက်တီမွေးခဲ့ပါတယ်ရှက်ရွံ့နေခဲ့ပေမဲ့လည်းအဲ့ဒီနေကစပြီးတော့သူကနူရီစီကိုနေတိုင်းဖုံးဆက်တော့နူရီကလည်းသဘောကျပုံပြခဲ့ပါတယ်နူရီကကြောက်နေတဲ့ရှူရာကိုသဘောကျပေမဲ့သူ့ကိုဒိတ်ဖို့တခါမှမခေါ်တာကိုတော့မကြိုက်ခဲ့ပါဘူး အဲဒီနောက်ယူရာကဖုံးတက်ဆက်တော့နိုရီက9စက္ကန့်အတွင်းသူ့အကြိုက်ဆုံးအစားစာကိုခံမှန်းခိုင်းခဲ့ပြီးတော့အပြိမာရင်တိတ်မယ်လို့ပြောကမှားသွားရင်တော့ဖုံးမကင်တော့ဘူးလို့လည်းပြောခဲ့ပါတယ်။အဲဒီနောက်ယူရာကကြောင်းနေခဲ့ပေမဲ့မှန်အောင်ဖြေလိုက်နိုင်တဲ့အခါမှာတော့နိုရီနဲ့ဒိတ်ဖို့အခွင့်အရေးရသွားခဲ့ပါတယ်။အဲဒီညနေခင်းမှာတော့သူတို့ကနိုရီအကြိုက်ဆုံးမုံကိုညစီတန်းသွားစားခဲ့ကြပြီးတော့ခဏကြာတော့စားတော့ဆိုင်တဆိုင်နဲ့ဝင်ကစကားပြောကြရင်းနဲ့နိုရီကနှစ်လအတွင်းမှာလက်ထပ်တော့မယ်ကြောင်းကိုလည်းပြောခဲ့ပါတယ်။အောင်းသွားတဲ့ယူရာကနိုရီကိုလက်ထပ်ဖို့ကသူမိဘတွေစီစဉ်ပေးထားတာလားလို့မေးလိုက်တော့ လူတွေကလည်းဟုတ်တယ်လို့ပြောတဲ့အချိန်မှာသူကစကားလမ်းကြောင်းကိုလွှဲခဲ့ပါတယ်အဲဒီနောက်သူတို့နှစ်ယောက်ကအိမ်နေမှာပဲတငယ်ချင်းတွေဖြစ်သွားခဲ့ကြပြီးတော့နူရီကယူရအပေါ်ပဲစိတ်ရောက်နေကအလုတ်ကိုတောင်ပစ်ထားခဲ့မိပါတယ်သူတို့ကခဏခဏဒိတ်ခဲ့ကြပြီးတော့အချင်းချင်းလဲချစ်ကြွမ်းဝင်လာခဲ့ကြကတကယ်မှာတော့ယူရကနူရီကိုသူ့ခန်းပေါ်တုံးရောက်နေတဲ့တိုက်ခန်းကိုခေါ်သွားခဲ့ပါတယ်အဲဒီနောက်သူတို့ကတကားပိတ်ပြီးတော့စန်နီယာနှိတ်ခဲ့ကြပေမဲ့နူရီကရုတ်တရက်ရက်လိုက်ပြီးတော့မသေးချာမရရတဲ့သူတို့အနာကအကြောင်းကိုပြောခဲ့ပါတယ် အဲလိုပြောလိုက်တဲ့အခါမှာတော့ယူရာကသူ့ကိုမင်္ဂလာဆောင်ကိုဖြစ်ပြီးတော့သူ့နောက်ကိုခိုးရလိုက်ခဲ့ဖို့ပြောတော့နိုရီကစနေတယ်လို့ထင်ခဲ့ပေမဲ့လည်းယူရာကတကယ်ပြောနေတော့စဉ်းစားခဲ့ပါတယ်။နိုရီကတရားခန်းပေါ်ရင်းနဲ့တူမနေနိုင်တဲ့အကြောင်းပြောတော့ယူရာကမနှက်ပြန်ကြရင်တိုက်ခန်းအသက်ရှာပြီးတော့ပြောင်းမယ်လို့လည်းပြောခဲ့ပါတယ်။နိုရီမင်္ဂလာဆောင်ကနေပဲလူတော်တဲ့အတွက်သူတို့ကမြန်မြန်လုပ်ရမှာပဲဖြစ်ပြီးတော့နိုရီထွက်သွားတော့ယူရာကတိုက်ခန်းရှာဖို့အတွက်ပွဲစားစီကိုဖုံးဆက်ခဲ့ပါတယ်။ဒါမဲ့လည်းအချိန်တိုအတွင်းမှာပတ်စံနေနေနဲ့ဖြစ်နေတာကြောင့်တိုက်ခန်းရှာမရတော့သူကတဏီကုန်တိုက်ခန်းပတ်ရှာနေခဲ့ရပါတယ်။ သူဖုန်းပြောနေတော့လူတယောက်ကဈေးတင်တဲ့တိုက်ခန်းလိုချင်တာကိုကြားသွားတဲ့အခါမှာတော့ယူရနာကိုရောက်လာကအဲ့ဒီနေရာကိုတီးတဲ့အကြောင်းပြောခဲ့ပါတယ်။အစားတော့ယူရတယောက်တန်တရားဝင်ခဲ့ပေမဲ့လည်းတိုက်ခန်းကိုလိုက်ကြည့်ခဲ့ပြီးတော့သူတက်နိုင်တာတဲ့ပုံကုံမဲ့ပုံပေါ်တဲ့အစ်စောက်ထားတဲ့တိုက်ခန်းစီကိုရောက်လာခဲ့ကြပါတယ်။ဒီတိုက်ခန်းကလွန်ခဲ့တဲ့နှစ်နှစ်ကစောက်ထားတာဖြစ်ပြီးတော့စောက်လို့ရင်းတဲ့တရားမဝင်ကိစ္စတွေကြောင့်ဘယ်သူမှမနေဘဲနဲ့သူနေရမဲ့တိုက်ခန်းကလည်းတလနေလို့တခါလာမကြည့်တဲ့လူတယောက်ပိုင်တာဖြစ်ကြောင်းအဲ့ဒီလူကရှင်းပြခဲ့ပါတယ်။ အဲ့လူကတိုက်ရဲဆောင်ဖြစ်ပြီးတော့ပိုင်ရှင်ကနနစ်ကြတဲ့အထိရောက်မလာတော့ပတ်စံရဖို့အတွက်ယူရာကိုရောင်းချခဲ့တာပဲဖြစ်ပါတယ်ဒီတိုက်ခန်းကြီးမှာနေမဲ့လူကသူတို့ပဲရှိတာဖြစ်မှန်းသိသွားတဲ့ခါမှာတော့ယူရာတယောက်စိတ်တမ်းမကျဖြစ်ခဲ့ပေမဲ့လည်းတိုက်ခန်းကိုကြီးလိုက်တဲ့ခါမှာတော့တွေးမိခဲ့သမျှကအကုန်မေ့သွားခဲ့ပါတယ်တိုက်ခန်းကအိတ်ခန်းမြို့ပေါ်ကြောင်းအိတ်ခန်းရေချိုးခန်းနဲ့ကာယံထားတဲ့ဝရန်တာပါပါပြီးတော့တော်တော်လေးကျယ်နေတော့သူပေးတဲ့ဈေးထက်ကိုပိုတန်နေခဲ့ပါတယ်သူကရောင်းဝယ်ကိုသဘောတူလိုက်ပြီးတော့တိုက်ခန်းတော့ယူခဲ့ပါတယ်အဲဒီနောက်မှာတော့သူကတိုက်ခန်းအဟောင်းကိုပြန်ကပစ္စည်းတွေထုတ်ပိုးခဲ့ပြီးတော့ ူရဲ့ခန်းပေါ်တွေကိုတော့မိမခိုးမဲ့ကိစ္စကိုပြောခဲ့တဲ့နဲ့ရပိုင်းတော့အိမ်ပြန်မယ်လို့ပြောကထွက်သွားခဲ့ပါတယ်တိုက်ခန်းအစ်ကိုရောက်တဲ့အခါမှာတော့သူကအိယာခင်းအစ်လဲတန်ရှင်းရင်းတွေလောက်ကလူတွေကို surprise လုပ်ဖို့တွေးပြီးတော့အိပ်ပျော်သွားခဲ့ပါတယ်အဲဒီနောက်သူကဖုန်းကိုအာသွင်းထားခဲ့ပေမဲ့မိပြက်သွားခဲ့ပြီးတော့မနက်နိုးတဲ့အခါမှာတော့သူကနောက်ကျနေခဲ့ကအမြန်လုခဲ့ရပါတယ်အဲဒီနောက်သူကဘယ်ရေပိုက်ပရေမလာတာကိုသိပြီးတော့ရေပူးတွေကရေနဲ့ပဲသွားတိုက်ခဲ့ရပါတယ်ခဏလောက်ကြာတော့သူကတိုက်ခန်းပြင်ဘက်ကိုထွက်လာခဲ့ပြီးတော့တော့ခတ်ခဲ့ပါတယ် ဒါပေမဲ့လေသူကဖုန်းမိကြံခဲ့တော့အထဲပြန်ဝင်ခဲ့ရပြီးတော့ကိုမိသွားကခန်းထဲမှာပိတ်မိသွားခဲ့ပါတယ်။နှွေကသူ့ကိုဖုန်းခေါ်ပြီးတော့ဘာလို့နောက်ကျနေလဲလို့မေးတဲ့အခါမှာတော့သူကအန်ဟောသွားအောင်လှုပ်ချင်နေတဲ့အတွက်တိုက်ခန်းချောင်းကိုမပြောဘဲနဲ့အချိန်ပိုင်းတွင်ရောက်လာမယ်လို့သူကပြောခဲ့ပါတယ်။ဖုန်းချပြီးသူပြန်ထွက်ဖို့ကြိုးစားတဲ့အချိန်မှာတော့သူဒုက္ခရောက်နေပြီမှန်းသိသွားကတော့ကိုဖြစ်ဖို့ကြိုးစားခဲ့ပေမဲ့လည်းမအောင်မြင်ခဲ့တော့ပါဘူး။သူကအန်ဇွဲတဲ့ကခရီးရာတွေကိုရှာဖွေပြီးတော့တော်ဖွင့်ဖို့ကြိုးစားခဲ့ပေမဲ့လည်းထပ်မံပြီးတော့ကြာရှုံးသွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့သူက911ကိုဖုန်းဆက်ကလူလွတ်ပြီးတော့တကားကိုဖြစ်ပေးဖို့ကူညီတောင်းခဲ့ပေမဲ့နေရာမပြောရသေးခင်မှာပဲသူဖုန်းကအားကုန်ပြီးတော့ပါပါပိတ်သွားခဲ့ပါတယ်။သူကဖုန်းအားသွင်းခဲ့ပေမဲ့လည်းမီးပြတ်နေတော့အားသွင်းမရခဲ့ပဲနဲ့အချိန်နီးလာတော့ဒေါသထွက်လာကတကားကိုအားသုံးပြီးတော့ဖျက်ခဲ့ပေမဲ့သူ့လက်ကိုပါထိခိုက်ဒဏ်ရာရသွားခဲ့ပါတယ်။ခဏကြာတော့သူကဝရန္နာဘက်ကိုထွက်ပြီးတော့အဆောင်ကိုလမ်းခေါ်ခဲ့ပေမဲ့လည်းကားတန်နေနဲ့စူညံနေတဲ့အတွက်သူ့တန်ကိုဘယ်သူမှမကြားခဲ့ပါဘူး။ နောက်ဆုံးမှာတော့ယူရာကတိုက်ခန်းထဲမှာပိတ်မိနေပြီဆိုတာကိုသဘောပေါက်သွားခဲ့ပြီးနူရီကသူ့ကိုတာဝန်ယူခြင်းပဲနဲ့ထွက်ပြေးသွားပြီလို့ထင်တဲ့အတွက်နူရီကိုခိုးပြမဲ့အကြံကလည်းကြာရှုံးသွားခဲ့ပါတယ်သူလက်ကဒိုင်ယာကိုလည်းရေပလင်းထဲကရေနဲ့ဈေးကြောခဲ့ပြီးတော့သူ့ဖုန်းကိုလည်းအားဝင်အောင်နေရောင်အောက်မှာထားခဲ့ပေမဲ့လည်းဒါကလုံးမဖြစ်ခဲ့ပါဘူးအဲဒီနောက်မှာတော့သူကအဝေးကူညီတောင်းနေခဲ့ပြီးတော့နိုင်ပိုင်းလောက်ကြာတာတော့ဘသူမှသူ့တန်ကိုမကြားခဲ့ကြပါဘူးညာရောက်တော့သူကဘစ်ကစ်မုန့်တုတ်လေးဖောက်စားပြီးတော့အိပ်ပျော်သွားခဲ့ပါတယ် မနေ့ရောက်တော့သူနိုးလာတဲ့အချိန်မှာမိကလည်းမလာသေးပဲနဲ့ရေပိုက်တွေကလည်းအလုံးမလုံးပဲဖြစ်နေခဲ့ပါတယ်။အဲနောက်သူကတိုက်ခန်းထဲမှာရှိသမျှပစ္စည်းပေါင်းစုံနဲ့တော့ကိုခွင်းဖို့စ조사ခဲ့ပြီးပန်ကနဲ့လည်းပြစ်ပေါက်တာတော့မှတကားကအလုံးမလုံးပဲနဲ့ခိုင်ခန့်နေခဲ့ပါတယ်။ယူရာကပြင်ထွက်ဖို့အတွက်တော်တော်လေးစိတ်အားထက်သန်နေခဲ့ပြီးတော့နိုင်ယာမှာတက်ထားတဲ့ CCTV ကိုပလက်ဖြုတ်ကဝရန်နာကနေပြစ်ချခဲ့ပါတယ်။ ။ TV ကအောက်ပြုတ်ကျသွားတော့အတန်ကျဲကြီးမြည်ခဲ့ပေမဲ့အဆောင်ကသူ့ကို view မဆိုင်ဘဲနဲ့သူ့ဘာသာပဲနေခဲ့ပါလေ။နောက်တစ်ခါမှာတော့သူကဘီစကက်တွေကိုအကုန်စားလိုက်ပြီးတော့ရေလဲကုန်သွားခဲ့ပါပြီ။ဒီနောက်မှာတော့သူကမြို့ဘောကြောင့်စင်ဘောကဂတ်တူစက်ကူကိုတွေ့ပြီးတော့အကြံတစ်ခုကိုစဉ်းစားမိခဲ့ပါလေ။သူကသွားတိုက်စေးနဲ့ကိုညီပါလို့ရေးကတိုက်နေမြေပါရေးပြီးတော့ဝရန်ဒါကနေပြစ်ချခဲ့ပါတယ်။ဒါမဲ့လည်းဂက်တူကဘယ်သူမှမတွေ့နိုင်တဲ့အင်ကောင်မိုးပေါကိုကြာသွားတဲ့အခါမှာတော့သူလဲစိတ်ဆင်းရဲသွားခဲ့ပါတယ်။ယူရာတယောက်လက်မလျှော့သေးဘဲနဲ့နောက်တစ်ခါထပ်လုတဲ့အခါမှာလည်းခေါင်းမိုးပေါကိုပဲထပ်ပြီးတော့ကြာသွားခဲ့ပြန်ပါတယ်။ အဲနောက်သူကသွားတိုက်စီကုံသွားတော့သွေးပေါက်ပြီးတော့သွေးနဲ့ရေးကဗရန်ဒါကနေကတ်တူနှစ်ချက်ကိုပြစ်ချခဲ့ပါတယ်။ကတ်တူတကူကတိုက်ရောက်ကိုရောက်သွားခဲ့ပြီးတော့နောက်တစ်ခုကတော့အိမ်တိန်ပေါ်ကိုကျသွားခဲ့ပါတယ်။သူကတရားရောက်သူ့ကိုလာရှောင်ဗရန်ဒါမှာပဲစောင့်နေခဲ့ပြီးတော့ညနေရောက်တဲ့အခါမှာတော့မိမတယောက်ကလမ်းထားတဲ့အဝတ်တွေရုပ်ဖို့ထွက်လာခဲ့ပါတယ်။ရှူရာတယောက်လမ်းအောင်လိုက်ပင်မဲ့လေအဲ့ဒီမိမကဂတ်တူကိုတတိမထားမိတော့စိတ်ပြက်သွားခဲ့ပါတယ်။ညာရောက်တော့သူကမိဖို့တဲကိုသွားခဲ့ပြီးတော့စားစရာမကြံတော့တာကိုသိသွားကာ ကျမ်းမြင်ပေါ်မှာကြွက်တကောင်ကိုတွေ့ပြီးတော့လန်သွားခဲ့ပါတယ်။သူကကြွက်ကိုမြင်ပြီးထွက်ပြေးတဲ့အခါမှာတော့နိုင်ရန်နဲ့ကောင်းတဲ့ဝင်ဆောင်ပြီးတော့တတိလက်သွားခဲ့ပြန်ပါတယ်။နောက်တစ်ရက်မနက်မှာတော့သူကကျမ်းမြင်ပေါ်မှာပဲတတိယလာခဲ့ပြီးတော့မိဖို့ကြောင့်ပေစင်ကရေပိုက်ကလည်းရေလာနေတာကိုတွေ့ခဲ့ပေမဲ့အထဲဝင်ဖို့အတွက်ကြက်ကိုကြောက်နေခဲ့ပါတယ်။မကြာခင်မှာပဲရေပြတ်သွားတော့သူကစိတ်ပြက်သွားခဲ့ပြီးတော့အရင်ညကကြိုးသွားတဲ့မျက်မှန်ကိုအင်ကြီးကကြိုးနဲ့ချီပြီးတော့ပြင်ခဲ့ပါတယ်။အဲဒီနောက်မှာတော့သူကရှိတဲ့ပစ္စည်းလေးနဲ့လေးကွာလေးလောက်ခဲ့ပြီးတော့ခေါင်းမှုပေါ်ကမိမတတိထားမိအောင်ကြောက်ခဲနဲ့ပြစ်ခဲ့ပါတယ်။ သူကကြောက်ခဲတွေကိုတရီထားမိခဲ့ပေမဲ့လည်းဘေးနားမှာဘသူမှမတွေ့တော့လှုပ်စရာရှိတာပဲဆက်လုပ်နေခဲ့ပါတယ်နောက်တစ်ရက်ကလည်းထက်ကုံသွားခဲ့ပြီးတော့ညရောက်လာတော့ယူရာတယောက်သူ့ဝက်စားရီနဲ့ဝရန္ဒာကတန်တန်းမှာကူညီပေးပါဆိုပြီးတော့ရေးကတန်တန်းတွေကိုတဲအိုးနဲ့တီးခဲ့ပါတယ်သူကမနေ့ရောက်တဲ့အထိတီးခဲ့ပေမဲ့လည်းဘသူကမှသူ့ကိုမကြားခဲ့ပဲနဲ့အဆောင်ကသူပြစ်ခဲ့တဲ့ကြက်တူကိုတွေ့သွားခဲ့ပေမဲ့စာကမဖတ်တတ်တဲ့အခါမှာတော့လက်လျူရှူးခဲ့ပါတယ် နောက်တစ်ခါမှာတော့နီနာကမိန်းမတစ်ယောက်ကဂက်တူကိုတွေ့သွားခဲ့ပြီးတော့ပပတ်လေးကိုကြည့်ခဲ့ပေမဲ့လေအမြင်ကြီးကရှူရကိုတော့မမြင်ခဲ့ပါဘူးရှူရကသူ့ကိုတတိထားမိအောင်အော်အေးကိုညီတောင်းခဲ့ပြီးတော့အဲ့ဒီမိန်းမကသူ့တိုက်ကိုလာလာမြင်တော့ပျော်သွားခဲ့ပါလေသူကအဆောင်ကိုဒီတိုက်မှာလူနေလားလို့မေးလိုက်တဲ့အခါမှာတော့အဆောင်ကဒီမှာနှစ်နှစ်လောက်စောင့်ခဲ့တဲ့တဒန်းတစ်လျှောက်မှာဘသူမှလာနေတာမတွေ့ဘူးတဲ့အကြောင်းကိုလည်းသူကပြောခဲ့ပါတယ်။သူကမကျေနပ်ဘဲနဲ့ပေါ်တော့ကိုတက်ကြည့်ခဲ့ပေမဲ့လည်းနေရာလွတ်ကြည့်ပဲဖြစ်နေတဲ့အတွက်ကြောက်လန့်ကအိမ်ပြန်သွားခဲ့ပါတယ်။ရှူရာတယောက်သူထွက်သွားတာကိုမြင်တဲ့အခါမှာတော့မျောလင်းကျလဲမဲ့သွားခဲ့ပြီးတော့ မောင်လာတော့တန်တန်းမှာခြီထားတဲ့အဝက်တွေကိုမီးရှို့ခဲ့ပါတယ်အဝက်တွေကမီးငိမ့်ကာနီမှာတော့သူကအဲ့ရကိုပါဝရန်တာထုတ်ပြီးတော့မီးရှို့ခဲ့ပြီးတော့တရရော့တတိထားမိအောင်ခုန်နေခဲ့ပါတယ်ဒါမဲ့လည်းမီးကအဆိုပါကိုပါဆွဲသွားတော့သူကအင်ဂျင်နဲ့ညိမ့်သက်ခဲ့ရပြီးတော့အိပ်ပျော်သွားခဲ့ပါတယ်ပိုက်စာနေတဲ့အတွက်သူကလူရီနဲ့တူတူသူ့ကြိုက်ဆုံးမုံကိုစားခဲ့တာကိုအိမ်မက်မက်နေခဲ့ပြီးအစာအိမ်စာပြက်လက်နေတဲ့အချိန်မှာဘာနေနေစားတဲ့အောင်တင်ပေးတဲ့ဆာဗေဘယ်ရှိုးကိုပါအမှတ်ရသွားခဲ့ပါတယ် အဲ့လိုနဲ့သူကကြွက်ကိုတတ်ဖို့မိဖို့ကြောင့်လဲသွားခဲ့ပေမဲ့ကြွက်ကသူ့စီကိုပြေးလာတော့ကြောက်နေခဲ့ပြန်ပါလေနောက်တစ်ရက်မှာတော့သူကတော်တော်လေးကိုရင်ငတ်နေတဲ့အတွက်ဒဲရဲမှတိပေါ့ချကပြန်တော့ခဲ့ပေမဲ့လဲအရသာကြောင့်ပြန်အန်ထွက်ခဲ့ပါလေသူကတနေကုန်အိတ်ခဲ့ပြီးတော့နောက်တစ်ရက်မနက်မှာမိုးရီတဲကြီးမဲကြီးရွာလာတော့နိုးလာခဲ့ပါလေရွာတယောက်လဲဒဲဦးနဲ့မိုးရွာတို့ရေကန်ခဲ့ပြီးတောက်ကရေခဲတတာအင်သာကွက်နဲ့တုတ်ဆေးဘူးခွန်တွေမှာပါရသနိုင်သမျှရေကိုစုခဲ့ပါလေနောက်တစ်ရက်မနက်မှာတော့ခိုးတကောင်ကဝရန်တာမှာလာနာခဲ့ပြီးတော့ရွာကလေးကွက်နဲ့ပြက်တက်ကစားခဲ့ပါလေ ဒါမဲ့လည်းသူအရေးကုန်ခေါ်တဲ့အခါမှာတော့ယွန်လာခဲ့ပြီးတော့နူရာနဲ့ သူဒိတ်ခဲ့တဲ့အချိန်ကိုပဲပြန်တွေးမိပြန်ခဲ့ပါလေတသက်လို့သမားဖြစ်တဲ့နူရာကအပြင်းမဲ့တဲ့တံတားတွေကိုအစားတလုံးအတွက်နဲ့တတ်တာကရက်ဆက်ရာကြာကြောင်းပြောခဲ့ပြီးအခုတော့သူကခိုးကိုကောင်းဖြက်ကကင်နေခဲ့ရပါတယ်သူကကြွက်ကိုလည်းမကြောက်တော့ဘဲနဲ့ထောင်ချောက်စင်ကအထီးကျန်မှုကြောင့်သူကကြွက်ကိုစကားပြောခဲ့ပါတယ် ိုင်နောက်သူကသူ့အောက်ထက်ကတိုက်ခန်းတွေကဝရန်တာမှာတန်တန်းမပါတာကိုတွေ့သွားခဲ့ပြီးတော့သူကအဲ့ဒီတိုက်ခန်းကိုရောက်အောင်သွားနိုင်မယ်ဆိုရင်တကားဖွင့်ပြီးအသာလေးထွက်သွားနိုင်မှာပဲဖြစ်ပါတယ်။ဒါမဲ့လည်းသူကတိုက်ခန်းကတန်တန်းတွေကိုအရင်ဖြုတ်ရမှာဖြစ်ပြီးတော့သူ့မှာတံပြားတစ်ခုပဲရှိပေမဲ့စဖြတ်ခဲ့ပါတယ်။ရန်နေငယ်ကြာသွားခဲ့ပေမဲ့လည်းသူကတန်တန်းတွေကိုဆက်ဖြတ်နေခဲ့ပြီးပြည့်စိတ်တွေပိုးအပ်တွေနဲ့ရောက်လာတဲ့ငှက်တွေကိုစားတောက်ခဲ့ရပါတယ်။ ခက်ခဲမှုတွေနဲ့ရင်ဆိုင်လာခဲ့ရတဲ့အခါမှာတော့သူအရင်တုန်းကမတတိဖြစ်ခဲ့တဲ့ဘတ်ကားပေါ်မှာချွေးတလုံးလုံးနဲ့လူတွေနဲ့တိုက်မိမှာမျိုးကိုပြန်ပြီးတော့တတိယသွားခဲ့ပါတယ်။ရပောင်းများစွာကြောင်းဖြတ်ပြီးတဲ့နောက်မှာတော့တန်တန်းကပြုတ်သွားခဲ့ပြီးယူရာကယူတဆိုင်နဲ့တန်တန်းပေါ်တက်နေကအထက်သုံးတက်ကိုဆင်းခဲ့ပါတယ်။သူကတန်တန်းမရှိတဲ့ဝန်ထမ်းတော်ကိုရောက်တဲ့အခါမှာတော့အထဲကိုဝင်ဖို့အတွက်ခြေထောက်ကမမီခဲ့ပဲနဲ့ကပတ်နဲ့ချီကအထဲကိုဝင်နိုင်ခဲ့ပါတယ်။သူကခန္ဓာကားကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ပွင့်လာတဲ့အတွက်ပျော်သွားကလေကားကနေဆင်းပြီးတော့အဆောင်နဲ့တွေးခဲ့ပါတယ်။ သူကအဆောင်ကိုပြောစရာများကြီးရှိခဲ့ပေမဲ့လည်းထွက်သွားခဲ့ပါတယ်။တပတ်ကြာမှာတော့နူရီကသူ့ကိုဆေးရုံမှာလာတွေးခဲ့ပြီးယူရာကသူ့ကိုပြစ်သွားတယ်ထင်တဲ့အတွက်အိမ်ကစီစဉ်တဲ့အတိုင်းလက်ထပ်လိုက်ပြီးပဲဖြစ်ပါတယ်။ယူရာကသူ့ကိုလက်ကင်ခဲ့ပေမဲ့လည်းနူရီကလက်ထပ်ပြီးသားဖြစ်တဲ့အတွက်ဖယ်သွားခဲ့ပါတယ်။ရန်နှင်းငယ်ကြာမှာတော့ယူရာကအလုပ်ကိုပြန်လာခဲ့ပေမဲ့သူ့မိတ်ဆွေတွေနဲ့လုပ်ဖို့ကင်ဘက်တွေက သူပြောက်နေတာကိုတော့တတိမထားမိတဲ့အတွက်ကြေကွဲသွားခဲ့ပါတယ်။ယနေ့ရောက်တော့သူကသူ့အကြိုက်ဆုံးစားတော့ဆိုင်ကိုသွားခဲ့ပြီးသူစားချင်နေခဲ့တဲ့အကြိုက်ဆုံးကိမ့်မုံကိုလည်းသူကစားခဲ့ပါတယ်။နောက်ဆုံးမှာတော့သူလည်းတိုက်ခန်းကိုပဲပြန်လာခဲ့ပြီးတော့သူ့ရဲ့ပြက်နေတဲ့တန်တန်းကိုလည်းကြည့်ခဲ့ပါတယ်။ဇလန်လီကတော့ဒါပါပဲဗျ။ကြီးစုပေးခဲ့တဲ့ပရိသတ်ကြီးတို့ကိုလည်းကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ။